အားလုံးပဲမင်္ဂလာပါဒီပိုလေးမှာကျွန်တော် share တင်လုပ်ပေးချင်တာကတော့ကျွန်တော်တို့အခုလိုမျိုးပေါ့နော် reaction video လဲဖန်တီးချင်တယ်ဒါပေမဲ့ကိုယ့်ရဲ့မျက်နှာလဲမပြပေးချင်ဘူးအခုလိုမျိုးအယုတ်လေးတွေပေါ့ဗျာကာတွန်းမျက်နှာလေးတွေအယုတ်ပြောင်လေးတွေပေါ့နော်အဲဘယ်လိုမျိုးထည့်ရမလဲပေါ့အဲဒီနီးလန်းလေးကိုကျွန်တော် share တင်နေနဲ့အမြတ်ဝေပေးချင်တယ်ကျွန်တော်တင်ပေးထားတာရှိပါတယ် အဲတချို့ကသိပြီးနားလဲသဘောမပေါက်ဘူးလားမသိဘူးနော်အခုလိုမျိုးဒါကျွန်တော်ဖုန်းနဲ့ရိုက်ပြီးတော့ပြရင်တော့ဒီတိုင်းကတော့ပို့ပြီးတော့နားလဲသဘောပေါက်လွယ်မယ်လို့မျှော်လင့်ပါတယ်။ Okay စိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ရအောင်။ Okay ဒါဆိုရင်ကျွန်တော်တို့ကက်ကက်သေးကိုဝင်မယ်။ New project ဖွင့်မယ်။အဲကျွန်တော်တို့ဒီနေရာမှာဘာပဲအသုံးပြုပြုပေါ့နော် background လေးထည့်ပြီးတော့အသုံးပြုတာကတော့အကောင်းဆုံးအဲ background ကဗီဒီယိုပဲထည့်တဲ့တပ်ပုံပဲထည့်တဲ့ပေါ့နော်။အဲဒါဆိုရင်ကျွန်တော် background လေးတစ်ခုထည့်လိုက်မယ်ဗျာ။အဲ background ဒါလေးထည့်လိုက်မှာဗျာ။ဥပမာဖြစ်ပေါ့နော်။ Okay ဒါဆိုရင်ဒါ background အဲ background ကဒီတိုင်းဆိုရင်အဲဒီ line လေးပေါ်နေတယ်ပေါ့နော် background ကတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ရေးမရှိကလှလှလေးထည့်ကျင်တာပဲဖြစ်ဖြစ်ကိုယ်ကပဲဖြစ်နောက်ကန် background ရှိနေတယ်ဆိုရပြီဒါဆိုရင် background ထည့်လိုက်ပြီးထည့်လိုက်ပြီးတော့ကျွန်တော်ရေးမရှိကဒီနေရာမှာ reach ချိုးလိုက်ကိုယ်ကဘယ် platform မှာတင်မှာလဲဒီ video ကဘယ်မှာတင်ဘယ်မှာအသုံးပြုမှာလဲပေါ့နော် reach ချိုးမယ်ချိုးမယ်ဆိုရင်ဒီအဖြူကြီးကိုမထိထားနဲ့နော်မထိထားပဲနဲ့ဒီလိုမျိုးလွတ်တဲ့နေရာကိုထိလိုက်တချို့ကြဒီနေရာမှာ reach ချိုးတဲ့နေရာကအကွက်တယောက်ကဆွဲတာမပါဘူးဆိုတာက ကျွန်တော်ရဲ့မိချကဒီအရာကိုထိထားလို့မပါတာဒါကိုမထိတာနဲ့ဒီလိုမျိုးလွတ်တဲ့နေရာလေးဒီလိုမျိုးအကွက်လွတ်လေးကိုလက်လိုက်လေးနဲ့ဒီလိုမျိုးထိလိုက်ထိလိုက်လွတ်သွားလွတ်သားဆိုဒီရောက်ကဆွဲလို့ရပြီဒါဆိုရင်ဒီမှာရေချိုးဆိုတာလေးတောက်လေးနဲ့ရှိတယ်နော်အဲ့ဒီရေချိုးလေးတောက်လေးဒီဘက်မှာကျွန်တော်လက်ညှိုးလေးကြည့်လိုက်အဲ့ဒီနေရာလေးနှိမ့်လိုက်နှိမ့်လိုက်ရင်ကိုကဘယ် platform မှာအသုံးပြုမှာလဲအဲ TikTok မှာတင်မှာလား16ဒီမှာပေါ့နော်66လား16ကိုဒါ11လားကြိုက်တဲ့ site ကိုတင်မဲ့ platform ရွေးချယ်လိုက် ်ကျွန်တော်ကတော့တစ်တစ်နဲ့ပဲသွားတယ် Facebook မှာလည်းတစ်တစ် YouTube လည်းတစ်တစ်အကုန်လုံးကျွန်တော်သွားတာတော့တစ်တစ်ကြီးနဲ့ကျွန်တော် review ချိုးတယ်ဒါဆိုရင်ကျွန်တော်တစ်တစ်ကိုနှိပ်မယ် Okay ဒါဆိုရင်တစ်တစ်ကိုနှိပ်လိုက်နှိပ်လိုက်ပြီမယ်ဒီမှာ main တစ်ခုပေါ်တယ်ဒါကရှေ့လက်မျိုးလေးဖြစ်နေတယ်ဒါကိုကျွန်တော်က background အနေနဲ့ပဲအသုံးပြုမှာဘာမှမဖြစ်ဘူးလက်နှစ်ချောင်းနဲ့ဒီလိုမျိုးဖြဲလိုက်အဲလိုမျိုးဖြူကြီးတစ်ခုပေါ့နော်ဒါဆိုရင် background အဖြူပေါ့ဗျာလိုချင်တာက background အဖြူပဲ Okay ဒါဆိုရင်ကျွန်တော်အမှန်ချစ်လိုက်မယ်ရသွားပြီဒါဆိုရင်ဗီဒီယိုကဘယ်နှမင်းစင်စာရှေ့မှာလဲဥပမာ7 minutes 7 minutes 15 minutes အရှိဆွဲလိုက်ပေါ့ဗျာ အပြိမပြန်ဖြတ်ထုတ်လို့ရတယ်။ Okay ဒါဆိုရင်ကျွန်တော် background ရသွားပြီ။အဲ background ရသွားပြီဆိုရင်ဒါကျွန်တော်တို့ကဒီမှာဆက်ပြီးတော့အဲ reaction video ထပ်ပြီးတော့ဖန်တီးဖို့တဲ့ video တွေခေါ်မယ်။ video ခေါ်မယ်ဆိုရင်လည်းကျွန်တော်ထင်တာမြဒီကိုမထိထားနဲ့နော်။အဲထိထားလဲဆိုရင်ဒီမှာ over လေးကရှာတွေ့နေမှာမဟုတ်ဘူး။ကျွန်တော်တို့ကနောက်တစ်ခုထပ်တဲ့မှာဆိုတော့ဒီလိုဘေးအကွက်လေးနှိမ့်လိုက်။ဒီလိုမျိုးလွတ်တဲ့နေရာလေးနှိမ့်လိုက်နှိမ့်လိုက်ရင်ဒီရောက်မှာ over လေးဆိုတာထည့်ဖို့အတွက်ပေါ်လာမယ်။ဒီမှာ over လေးဆိုတာရှိတယ်။အဓိကတော့ဒါကိုလည်းညီအောင်ဆွဲတာနော်အဲဒီလိုမျိုးညီအောင်ဆွဲတာအဲဒီနောက်ကကြံဟိုကြံဒီကြံကြံညီအောင်ဆွဲတာဆွဲထားပြီးတော့အဲ over လေးနှိပ် နေပြီးတော့အပေါင်းဘလက်ကိုနှိပ်အဲဗီဒီယိုလာမယ်ဗေဗီဒီယိုထည့်မှလည်းအဲကျွန်တော်ဒီဗီဒီယိုထည့်မယ်တပုတ်ချင်းမဲ့ကျွန်တော်ထည့်သားမယ်ဆိုထည့်ပြမယ်နော်โอเคဒါဆိုရင်ကျွန်တော်ထည့်လိုက်မယ်ဒီတပုတ်အဲဒါဆိုရင်သူ့ကိုကျွန်တော်ကြိုက်လိုမျိုးထားလို့ရပြီဒီနေရာမှာထားမယ်သေးမလားကြီးမလားပြီးမှနောက်တစ်ချက်ထည့်လို့လို့ရတယ်အဲဒီတိုင်းထားမယ်အဒီထက်ကိုလည်းညီအောင်ထားလုံးဝမရွှေသေးဘူးเนาะဒါဆိုသူ့အထိတာလည်းသူ့မထိနဲ့ဒီဘေးကိုထိလိုက်ထိလိုက်ရင်အပေါင်းလေးထပ်ပေါ်လာမယ်အဲအပေါင်းထိုင်တဲ့ဒီနေရာမှာကျွန်တော်တို့က reaction fan ဒီမှာဘယ်ဗီဒီယိုလဲပေါ့နော်အဲကျွန်တော်ဒီဗီဒီယိုထည့်လိုက်မယ်ဗျာအဲသင်သားမြင်သားဖြစ်အောင်ဒီဗီဒီယိုထည့်လိုက်မယ်โอเคဒါဆိုရင်ဗီဒီယိုနှစ်ခုရသွားပြီရသွားပြီဆိုရင်ကျွန်တော်တို့က reaction video fan ဒီမှာဆိုတော့ဒီလိုမျိုးဖြဲတင်လဲပေါ့နော်အဲဒါကတော့ကျွန်တော်ရေးမရှိကျွန်တော်တင်မိတာအခြေခံဒီလောက်ထိရောက်လာပြီဆိုတော့ နားလည်သွားပြီပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဖျက်တင်လိုက်မယ်။အဲအဓိကကကျွန်တော်မျက်နှာပြောင်ထည့်နေကိုပြပေးမှာပေါ့နော်။ reaction video ဖန်တီးတဲ့နေကိုပြပေးမှာမဟုတ်ဘူး။ Okay ဒါဆိုရင်တော့အဲဒါရုပ်ကပ်ပြီးသွားပြီ။အဓိကကကျွန်တော်တို့မျက်နှာပြောင်ထည့်မယ်။မျက်နှာပြောင်ကဘယ်လိုထည့်မလဲဆိုရင်အခုလိုမျိုးထိထားဆိုရင်မရဘူးဘေးကိုနှိမ့်လိုက်။ဘေးကိုနှိမ့်လို့မရဘူးဆိုရင်ဒီမှာဒီကျွန်တော်လက်ညှိုးကြည့်နော်။ဒီမှာမျှားလေးတစ်ပတ်လည်းလာနေတာလည်းရှိတယ်။အဲဒီမျှားလေးလေးနောက်ဆုံးလိုက်ထိလိုက်ပေါ့ဗျာ။ထိလိုက်ရင်ဒီလိုမျိုးပေါ်လာမယ်။ပေါ်လာမယ်ဆိုရင်ဒီရောက်ဘားမှာဒီမှာခုနကတော့ over လေးဒီမှာအဖက်ဆိုတာရှိတယ်ပေါ့နော်။အဖက်လေးကိုနှိမ့်လိုက် အဖက်လေးနေလိုက်ရင်ဒီလိုမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်၄ခုပေါ်လာဒီမှာကျွန်တော်တို့က body အဖက်ပေါ့နော်အဲဒီမှာရည်နေတဲ့ပုံလေးရှိတယ်အဲဒီဒုတိယနေရာရည်နေတာလေးနှိပ်လိုက်နှိပ်လိုက်ရင်ဒီထဲမှာလိုက်ရှာပေါ့ဗျာဘယ်အဖက်ထဲမှာလဲအဲဒီထဲမှာတစ်ခါတည်းမှာ chrome ဖက်တို့အဲဒါအများကြီးရှိတယ်ဗျာအဲကျွန်တော်ရေးမချွေကလိုက်ရှာအဓိကကတော့ဒီမှာ ROLE ပေါ့နော်အဲဒီနေရာလေးကျွန်တော်ထိတဲ့နေရာနှိပ်လိုက် နေနိုင်ရင်ဒီလိုမျိုးလေးကအဲဒါလေးတွေကကျွန်တော်ရေးမစလိုက်ရှာပေါ့ဗျာဘယ်နှကဖန်တယ်ကျွန်တော်ရေးမစကလိုချင်တာလေအများကြီးရှိတယ်ပေါ့ဗျာကျွန်တော်ရေးမစကိုကြိုက်တာကိုရှာပေါ့နော်ကာတွန်လေးကအဖက်တဲ့အများကြီးရှိပါတယ်ဒီထဲမှာဖေးရတာလေးပေါ့နော်โอเคဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာပြီဒါဆိုရင်ကျွန်တော်ရေးကဘယ်အဖက်ကိုအသုံးပြုမှာလဲโอเคဒါဆိုရင်ဒီအဖက်ပေါ့နော်အဲခစ်စားနေဒီအဖက်โอเคဒါဆိုရင်ဒီဖက်လေးကိုလက်လေးနဲ့ဒီလိုမျိုးထိလိုက်ထိလိုက်အကွက်ကလေးမှာဖြူလေးပေါ်သွားဒါဆိုရင်ဒီဘက်ဆိုရင်ဒီဘက်လိုမျိုးလေးပေါ်မယ်အဲဒီဘက်ဆိုရင်ဒီဘက်လိုမျိုးပေါ်မယ်ပေါ်မယ်ဆိုရင်ဒါအမှန်ချစ်လိုက် အမှန်ချက်လိုက်ရင်ဒါလေးကကျသွားဒါဆိုရင်ကျွန်တော်တို့ကဗီဒီယိုရှည်တဲ့တော့ဆွဲပေါ့နော်9မိနစ်ဆိုရင်9မိနစ်10မိနစ်ဆိုရင်10မိနစ်ဗီဒီယိုရှည်တဲ့တော့ဆွဲမယ်ဆွဲပြီးတော့ဒါဆိုရင်ဒီအဖက်ကတော့ကျသွားပြီကျသွားမယ်မျက်နှာလေးမှာတယောက်မှမရောက်သေးဘူးကြည့်ဒါဆိုရင်ကျွန်တော်ရဲ့မိစ္ဆာကမျက်နှာဘုရုမျက်နှာမှာထားမှာလေအခုကြိုက်တဲ့လူမှာထားလို့ရဒါဆိုရင်အခုထည့်ထားတဲ့ဒီအဖက်တန်းလက်အပြာလေးကိုထိမယ်ထိပြီးတော့အောက်မှာဝါလုံးနဲ့နှလုံးထပ်နေတာတွေ့လားအဲကျွန်တော်လည်းဝါလုံးနှလုံးထပ်နေတာရှိတယ်အဲဝါလုံးနှလုံးထပ်ကိုနှိမ့်လိုက်နှိမ့်လိုက်ရင်ဒီလိုမျိုးလေးပေါ်နေဒါဆိုရင်ကျွန်တော်မျက်နှာမှာထားမှဆိုရင်ကျွန်တော်နှိမ့်လိုက် အာကျွန်တော်မျက်နှာထားပါ့။ Okay ဒါဆိုရင်သူ့မျက်နှာထားမယ်ဆိုရင်သူ့မျက်နှာနှိမ့်လိုက်အမ်ဒီမှာကျွန်တော်ရဲ့မျက်စိရဲ့သဘောကြိုက်တဲ့လူမှထားလို့ရတယ်နှစ်ခုလုံးမှထားလို့ရတယ်နှစ်ခုလုံးမှဆိုရင်ဒီမှာအော်ထားလိုက်နှစ်ခုလုံး ဖြစ်သွားမယ်ပေါ့နော်ဒါပေမဲ့တချို့ဖုန်းတွေကြတော့မဖြစ်ဘူးမဖြစ်ဘူးဆိုတော့တခုချင်းသွားရမှာပေါ့နော်ကျွန်တော်ဖုန်းမှာတော့မဖြစ်ဘူးโอเคဒါဆိုရင်ကျွန်တော်ရဲ့မျက်နှာမှာထားမယ်ထားပြီးတော့အဲဒီမှာတကယ်လို့မဖြစ်ဘူးဆိုတော့ဒါကနှစ်ခုပွားထည့်ရတာပေါ့နော်ဒါကနောက်ထပ်ဗီဒီယိုထပ်ပြပေးမယ်အခုလောဆယ်တော့တခုပဲကိုကြိုက်တဲ့လူတစ်ယောက်မှာကျွန်တော်ရဲ့မျက်စိကကြိုက်သလိုမျိုးဒါပြောင်းထားလို့ရတယ်ကိုထားခြင်းတဲ့လူရဲ့မျက်နှာမှာထားတာအဲနောက်ထပ်ဗီဒီယိုမှာနှစ်ခုထားတဲ့နေ့ထပ်ပြပေးမယ်ပေါ့နော် တကယ်တမ်းကဟိုဘအော်နေလေးတန်းနဲ့ရပြီပေါ့နော်။ Okay ဒါဆိုရင်တစ်ချက်ဖွင့်ကြည့်လိုက်။ဒါဆိုရင်ကျွန်တော်တို့ reaction video ဖန်တီးတဲ့နေရာမှာကိုယ့်ရဲ့ရုပ်မပြချင်ဘူးကိုယ့်ရဲ့မျက်နှာကိုထားချင်တာပဲဖြစ်ဖြစ်သူ့ရဲ့မျက်နှာကိုထားချင်တာပဲဖြစ်ထားလို့ရတယ်။နှစ်ယောက်စလုံးနဲ့ထားလို့ရတယ်။နောက်ထပ် video နဲ့ထပ်ပြီးတော့ share နေနေမျှဝေပေးမယ်။ဒါကတော့ဒါဒီနေ့ကတော့အဲဒီလောက်ပဲပေါ့နော်။အခုလိုမျိုးကိုယ့်ရဲ့ reaction video ဖန်တီးခြင်းနဲ့ ကိုယ့်ရဲ့ရုပ်ကမပြချင်ဆိုရင်ဒီနေ့တိုင်းထားလို့ရပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုမှာနှစ်ရုပ်ဖန်တီးတဲ့နေ့အတန်နေပြောင်းတဲ့နေ့ပေါ့နော်တနေ့နေ့နဲ့ share တဲ့နေ့နဲ့မျှဝေပေးချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရေးမချက်ကစိတ်ဝင်စားရဲဆိုရင်ဗီဒီယိုလေးကို like share comment လေးနဲ့အားပေးကြပါဦးလို့တောင်းဆိုရင်လည်းဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ